ကဲကဲကဲပရိသတ်ကြီးတို့ရေဘရိုနီကာကတော့တကယ်ကိုမှစိတ်မကောင်းဘူးအခုပြဿနာတွေတက်နေပြီပေါ့နော်ဘရိုနီကာရဲ့ပွဲကြတော့ပွဲရောက်ခါနီးမှအခုလိုမျိုးပွဲပြတ်သွားခဲ့ရတယ်။အော်ရှေ့နေ့မှာကျွန်တော်159မှာမပါတော့ဘူးဒါပဲမဲ့ဘရိုနီကာကဒီကနေ့မနေ့မှာပဲဒါ1 Friday fight လေးအဲရှိသည်ရဲ့ဒါခနေ့နေ့မှာနိုဝင်ဘာခနေ့နေ့မှာ1 Friday fight မှာပါလာမယ်လို့ဒါ ပရိသတ်တွေကိုအတိအလင်းပြန်လဲကြီးညာခဲ့ပေမဲ့ဒီကနေ့မှာ World Championship ဘက်ကနေပြီးတော့တရားဝင်သွဲဆိုင်တွေနော် One Friday Fight တွေကနေ့နေ One Friday Fight တွေတရားဝင်သွဲဆိုင်တွေကိုချပြလိုက်တဲ့အခါမှာ Bronica ပါလာခြင်းမရှိခဲ့ဘူးနော်ဆိုတော့တော်တော်လေးကိုဒါ online ပေါ်မှာပွဲဖြစ်နေပြီ။ဘာကြောင့်လဲဆိုတော့နော်အခုလိုမျိုး Bronica ဟာအခုလိုမျိုး One Championship ရဲ့သွဲဆိုင်ထပ်ပေးလို့ရရသားနဲ့သွဲဆိုင်မပေးရတဲ့အကြောင်းရင်းကအခုနေ့က UFC နော် UFC အင်ဂျီဝုတ်ပြီးတော့ဒါ online ပေါ်မှာ ါတင်လိုက်လို့ဖြစ်တယ်ဆိုပြီးတော့တချို့သောပြည်သက်တွေကဝေဖန်ကြတယ်ပေါ့နော် ။ဩဒါတွေကတော့သက်ဆိုင်မယ်လို့တော့မထင်ပါဘူး။ဒါကျွန်တော်တို့ဟို UFC မှာကကျွန်တော်ဂျော့ရှွာဘန်ရှိတယ်။ဂျော့ရှွာဘန်ကိုဘရော်နီကာကအရင်ကမှမောင်နှမအရင်လို့နော်ကျွန်တော်တကယ်ကျဲတော့အရင်ခင်နေချင်းချင်းအားပေးကြတယ်နော်။ UFC ဆိုတာကကျွန်တော်တို့မြန်မာဟိုပြည်သက်တွေထဲမှာလေအများကြီးကြည့်ကြတယ်နော်။အာဝမ်ချမ်ပီယံရှစ်နဲ့နော် UFC မှာ UFC ကိုပိုချိုက်တဲ့သူလေးရှိတာပဲဆိုတော့ဘရိုနီကာကလေသူ့အနေနဲ့ပွဲတွေကိုချင်း UFC ပွဲတွေကိုချီးဟန်ရှိပါတယ်နော်ကစားဒီကစားနီးတွေကဒါတယောက်နဲ့တယောက်လေးလာရရဆိုတော့နော် ဟို1 championship တခုတည်းကပဲဒီဒီလိုမျိုးတော့ပွဲတွေကိုချင်းပတာမဟုတ်ဘူးကမ္ဘာမှာ promotion ပေါင်းများစွာရှိတယ်ဆိုတော့ UFC ရဲ့ပြည်သက်တယောက်ဆိုရင်လည်းဟိုဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော် Bronica အခုလိုမျိုး injury ဝတ်တာကဆိုတော့အခုလိုမျိုး UFC injury ဝတ်ပြီးအခုလိုမျိုးတင်လိုက်လို့ World Championship ကဒါ Bronica ကိုပြစ်ပယ်ထားရဲဆိုတာမျိုးကတော့ဒါမဖြစ်နိုင်ဘူးလို့ကျွန်တော်နေနေပြောပြစီဗျာ